အချိန်မြင့်တက်လာတဲ့နေပြည်တော်မှုတွင်ထိုင်းစစ်တပ်ကလေဆက်ကူးလူသွားလာမှုအလုံးလေးပါကိုရပ်ဆိုင်းစေခဲ့ပြီးတဲ့နောက်ကမ်ဘောဒီးယားနဲ့ဆက်သွယ်ထားတဲ့ထိုင်းရဲ့ဂိတ်ကြီးတစ်ခုဇွန်လ24ရက်နေ့မှာကဘာလက်ခီးသွားများနဲ့အလုသမားများတောင်းတင်နေခဲ့ရာအချို့မှာကလေးချီထားသူများဖြစ်တာကိုတွေ့ရပါတယ်။ ီကဲလာကလာအိုထိုင်းနဲ့ကမ္ဘောဒီးယားနေဆက်များဆုံတွေ့တဲ့မြသရိကန်ဒေတာလို့လူသိများတဲ့နေဆက်ဒေတာမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားများအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ကမ္ဘောဒီးယားစစ်သားတဦးသေဆုံးခဲ့ပြီးတဲ့နောက်ပိုင်းနှစ်နိုင်ငံတင်းမမှုမြင့်တက်ခဲ့ကထိုင်းကနေဆက်ပြည်နယ်ခုနှစ်ခုစလုံးရှိနေဆက်ကိန်းများကိုပိတ်ထားလိုက်ပါတယ်။ဒါပေမဲ့ចောင်းသားများနဲ့စေကူသားမှုခံယူမဲ့သူများကိုချွင်းချက်အဖြစ်ခွင့်ပြုပေးခဲ့ပါတယ်။ဘက်ခူလုံးစစ်စေးရေးဂိတ်မှာဘေးမရာဖြစ်လျက်ရှိပါတယ်။ အဆိုပါဂိတ်ဟာကမ်ဘောနီးယားရဲ့အန်ကိုဝတ်ဖျားချောင်းတီရှိယာကိုကုန်းလန့်ဖြင့်သွားသူများအတွက်အဓိကဖြတ်သန်းရေးဂိတ်ဖြစ်ပါတယ်။အရောင်းဝယ်လုပ်တဲ့အတွက်ထိုင်းကိုပုံမှန်ဝင်ရောက်တဲ့အများစုဈေးတွေများဖြစ်တဲ့ကမ်ဘောနီးယားအလုံသမား90ဝန်းကျင်ဟာအဆိုပါဂိတ်မှာတောင်းတနေတာကြောင့်အိမ်မပြန်နိုင်ဖြစ်နေကြပါတယ်။ကျမကမင်းညားကအိမ်ပြန်ခြင်းပေမဲ့လေရဲတွေကဖြတ်သန်းခွင့်မပြုတာကြောင့်ကျမဆိုင်မှာပဲအိတ်လိုက်ရပါတယ်လို့အဝေးထဲရောင်းတဲ့အသက်38နှစ်အရွယ်မာလင်ပူကပြောပါတယ်